ဲမနေ့ကမင်းင်းနေလဲချက်ပြီးကြပြီဆိုတော့ဟောဒီရှစ်ပုတ်ကိုဗမာလိုကနေပြီးတော့အင်္ဂလိပ်လိုဘာသာပြန်လိုက်ပြီးတော့ဗောနော်ခဏလေးရက်ပြီးတော့ဘာသာလေးပြန်ပြီးရင်အဖြေတိုက်မယ်အရင်ကြိုးစားပြီးဖြေကြည့်အောင်နော်အာတခါလေးကြည့်မသွားနိုင်အောင်အရင်ကြိုးစားပြီးဖြေကြည့်ပြီးအဖြေတိုက်ကြည့်မယ်ဒါမှကိုဘာလေးတိဖို့လိုလဲကိုကဘလောက်ရခဲ့လဲဘလောက်ရသွားလဲဆိုတော့သိမှာဗောနော်ဟုတ်ပြီစမ်းကြည့်ပါဟုတ်ပြီ။ကြည့်ရပြီဆိုရင်အပြေးတိုက်မယ်။သူ့မနက်တိုင်းအင်္ဂလိပ်စာလေ့လာတယ်။ဒီသုံးခုတွေကဘာလဲကြည့်လိုက်။ မနက်တိုင်းဆိုကိစ္စဒီပုံမှန်ကိစ္စဆိုတော့ဘဝန်းကိုတောင်းရပါဘဝမှာလေးလာတယ်ဆိုတော့ရိုးရိုးကိစ္စဆိုတော့ affirmative ဒီပုံစံကိုလေ့လာပါအဲသူဒီဆိုတော့ဒီဟုတ်ပြီနော် subject ပြီးရင်ဟာဒီမှာခါတိုင်းရေးပြနေကြ must job ကလေး subject verb object ပြီးရင်အနေအားပြီးရင်အချိန်ဆိုတာလေးကို share မှာရေးပြထားမယ်နော်ဟုတ်ပြီအဲ့တော့လေ့လာတယ်ဆိုတာ steady s t u d y ဒါပေမဲ့ဟီတခုကိစ္စမှာထည့်ရလဲ s e r ထည့်ရတယ် y နဲ့ဆိုရင်မနေ့ကလည်းမင်းနေပြပြထားရဲ i e s ထည့်ရမယ်ပြထားရဲ key steady subject ပြီးပြီ subject ပြီးပါလာမယ်ဆိုရင် verb လည်းပြီးသွားပြီ steady အလေးလာခံရတာပါလဲဆိုရင်အင်္ဂလိပ်စာအင်္ဂလိပ်လိုလိုက်တာနဲ့အင်္ဂလိပ်စာဆိုတဲ့ဘက်ထွက်တယ်အင်္ဂလိပ်ကိုတော့အကြီးနဲ့ရေးရမယ် he study english မနက်တိုင်းဒီလိုမနက်ပိုင်းမှာဆိုပုံမှန်ဆိုရင် in the morning in the afternoon ရေးရတာဗဒါမနက်ပိုင်းမှာမနက်တိုင်းဆိုရင်ဒီတိုင်းလေးပါရင်တော့ဒီ every လေးသုံးရမယ် every morning ားလေးတစ်ခုမှတ်ထားတော့ every morning morning မှာ s မထည့်အောင် every ရဲ့နောက်မှာ singular noun ပဲလဲရမယ်ဆိုတော့ morning မှာ s မထည့်အောင်အဲ့တော့ he study english every morning သူတို့မနေ့ကဈေးသွားခဲ့တယ်သွားခဲ့တယ်ဆိုတဲ့ကအရင်ဆုံးယူရမှာလေဒီလိုတိုင်အောင်အရင်မယူအတန်းအရင်ယူရမှာအတန်းလေးဘာလဲခဲ့တယ်ဆိုတော့ပုံမှန်လားအတိတ်လားအခုလုပ်နေရလားဆိုတော့အတိတ်အတိတ်ဒီမှာမှလုပ်ခဲ့တယ်ဆိုတော့ you you ကိစ္စပဲ but do ကိုပဲသုံးရမှာသူတို့ဆိုတာဟိုဒီဝမ်းမှာတည်းထားပြီးသား subject pronoun day နော်ဒီဝမ်းကနေ day 30ထိတွားနေရနော်ဟုတ်ပြီဒီနေ့ဆိုကြ day 20 day 20ကိုရောက်လာခဲ့ပြီဒေချာလေးပိုင်းလိုက်အောင်လေ့လာပြီးမှနောက်တစ်ရက်ကိုဆက်ပြီးတော့တက်ပါမယ်နော် day တွားခဲ့တယ်ဆိုတော့ want subject ပြီးတော့ verb ကိုရေးလိုက်ပြီ subject ပြီး verb ပြီးနောက်တတိယမြောက်ပါလဲဆိုရင် object ခံရတဲ့ဟာပါလားဆိုတော့မပါဘူးနေရာပါလားဆိုတော့ပါတယ်ဘယ်နေရာလဲဆိုတော့ day တွားတဲ့နောက်မှာအများနဲ့မြှုပ်ခဲ့တဲ့ဟာပါလဲဆိုလို့ရှိရင် to ဆိုတာလေ့မှတ်ထားမယ်တို့လိုတိပဲထွက်တယ် သူဈေးသွားခဲ့တယ်လို့ဒါအလွယ်ပေးတော့ပြင်မယ်တကယ်တကယ်သိရမှာဈေးသို့သွားခဲ့တယ်လို့သိရမှာအဲ့တော့ထူးထက်တာလေဟုတ်ပြီနောက်ဈေးရှိမှာဒယ်လေးထည့်လိုက်အောင်နော် to the market to နောက်မှာရှိတဲ့နေရာတွေမှာဒယ်မထည့်တဲ့နေရာတွေဒယ်ထည့်လို့မရှိတဲ့နေရာတွေကိုမှတ်ထား school to school ပဲပြောမယ် that အဲ့ရာတွေနောက်ခါကျတော့ walk အလုပ်ရယ်နော်နောက်ခါကျတော့ home အဲ့ရယ်နော် home ရယ် school ရယ် walk ရယ်အဲ့နောက်ခါကျတော့ bed လို့ခေါ်တဲ့အဲ့ရယ်အဲ့ရယ်ရရှိမှာဆိုရင်ကျတော့ဒယ်ထည့်လို့ မရှိဘူးပေါ့နော်အဲ့ဟာကိုသွားတယ်လာရဲဆိုတဲ့နေရာဟိုအဲ့ရဝင်နေဆိုတဲ့အနေထားအလှုပ်သွားရဲဆိုတဲ့အနေထားမှာဆိုရင်ဒဲထက်လေးမရှိဘူးဟိုအသေးစိတ်ဖော်ပြခြင်းတဲ့အနေထားမျိုးဒါကတက်တက်ရှင်းပြမှာရမယ်အဲ့လိုအနေထားမျိုးမှာဒဲထည်တယ်တခြားနေရာတွေကတော့ဒဲပါမယ် he want to the market ပြီးရင်နေရာပြီးပြီဆိုအချိန်ဆိုမနေ့ကမနေ့ကကြတော့ yes study yste ya dy yes study သူမကဆက်တဲ့အစားအစာကိုမကြိုက်ဘူးဘာအောင်ရင်ရေးမလဲအတန်းအောင်ရင်ရေးမယ်နော် ်အတန်းဒီသူကပုံမှန်မကြိုက်တာလားအတိတ်ကမကြိုက်တာလားအခုမှကြိုက်တာလားဆိုတော့ပုံမှန်မကြိုက်တာပုံမှန်မကြိုက်အပေါ်တန်းကရွေးကြိုက်ကြလားမကြိုက်ကြလားဆိုတော့မကြိုက်တာဆိုတော့ negative ပုံစံဆိုတော့ဒီအတန်းလေးကဒါကိုယူလိုက်ရတယ်အဲသူမဒီ subject တိုင်းပဲစမယ်ရှိမကြိုက်ရင် not လာမယ် not လာရင်အခုလိုတယ်အခုကဘဝမှာနှလုံးရှိတယ်တစ်ခုကိန်းဆိုရင် doesn't ဒါရှိရဟာဒီကိုကြည့်ထိုင်ထပ်ခါထပ်ခါဆိုရင်နားလည်နေပြီရှိ doesn't doesn't တော့မှ vazido ကြိုက်တာ like အမအချိန်လုံးပြီး like မှာ s ထည့်မိမယ်နော်ထည့်လို့မရဘူး တ်ဆန်ခံထားတယ် Vasido တ်ဆန်မပါဘဲနဲ့ကြိုက်တယ်ဆိုရင်အဲ့ light မှာ S ပါအောင်ပါရှိတ်ဆန် light စက်တာကိုအင်္ဂလိပ်လိုပြောခေါ်လဲဆိုရင် spicy လို့ခေါ်တယ်နော်အနံ့ရတာထူးကဲကောင်းမောင်တာကိုလည်း spicy လို့သုံးလို့ရတယ်အစားဆောင်တော့ food လို့ရတယ်ပေါ့နော်ရှိတ်ဆန် light spicy food မင်းခီတာနားထောင်နေတာလားအတန်းကိုအရင်ရွေးလိုက်နေတာလားနေတာဆိုရင်ဘာလဲဆိုရင် present continuous အတန်းလာမိကုန်းဆိုတော့ဒီမှာဒါကဟုတ်လုံနေတယ်လုံမနေဘူးလုံနေတာလားဆိုတော့ဒီပုံစံအောင်သုံးရမှာ ာနဲ့စမလဲဆိုရင် MSR နဲ့စမယ်။ min ဆိုတာတင့်ကိုပြောတာတင်သည် second person ဆိုတော့အများသုံးတဲ့ဟာပဲသုံးတယ်ဆိုတော့ m သုံး is မသုံးဘူး r ကိုသုံးတယ်တင်ရဆိုတော့ u r u သူ့နောက်မှာ va ing ရှိမယ်နားထောင်နား listen နားလိုက် stem listen listening ဆိုရင် ing သုံးရမယ်ဒီမှာလေ ing ပြောထားတယ် are you listening listening နောက်မှာ auto တွဲလိုက်တာ to အဲ့ဒါပြင်ဂီတာပါလဲဆိုရင် music are you listening to music မင်းဂီတာနားထောင်နေရလား तुम ဘယ်မှာအလုပ်လုပ်တာလဲ သူမလှုပ်လှုပ်တာပုံမှန်လှုပ်တောင်းပြီးရတာအခုလှုပ်တောင်းပြီးရလားအတိတ်ကိုမေးရလားဆိုတော့ပုံမှန်လှုပ်တောင်းပြီးရအပေါ်တားရွေးရမယ်။ဘာမေးခွန်းလဲဆိုတော့လဲမေးခွန်းလဲပုံစံဒီဒီပုံမှန်ရှိရတာမနေ့ကတည်းကရှာဒီဇာတ်ကတော့တက်တက်ရှင်းထားတာเนาะဒီနေ့မှဒီဗီဒီယိုတွေ့ရလို့ဆိုရင်တော့မနေ့ကဟောပြန်ကြည့်ပြီးမှသိမှာမဟုတ်ရင်အရန်ခတ်နေလို့ခန်းစားနိုင်တယ်။ဟုတ်ပြီဘဲမာဆိုတာနေရာလေးကိုမေးတာအဲ့တော့မေးခွန်းစကားလုံးလေး WH လေးကိုအရင်မလိုအောင်လဲဆိုရင်ထည့်ရမယ်ဒီဒီဟာတော့မှเนาะ where where ဘယ်နေမှာဘယ်ဟာဘယ်နေရာမှာလဲဆိုတော့ where တော့ငါ ကဲဒူးနဲ့ dust တွေကဘာမှယူမလဲ။ तू မတရားတဲ့ဆိုတော့ dust ကိုယူမယ်။ where dust ။ပြီးရင် subject လာမယ်။ subject မဆိုတော့ she အလုံးလောက်တော့ဘာသုံးလဲဆိုရင် walk လို့သုံးတယ်။ where dust she walk ။ job ဆိုတာ noun เนาะအလုံးကိုင်လို့တိပဆိုရင် job သုံးလို့မရဘူး။เนาะ do ကတော့အလုံးလောက်တည်ဆိုတဲ့အလုံးဆိုတဲ့အထိပဲ तू မတတ်တာမပါနေဘူး။အလုံးလောက်တာကိုအလုံးကောလောက်တာနှစ်ခုလုံးပေါင်းပြလို့ရတာတော့ walk ပဲ။ where dust she walk ။မင်းပါလို့အခြေအနေရှိနေတာလဲ။ဟောလာပြန်ပြီဗာမေးခွန်းမဲ့လဲ။လဲမေးခွန်းအတန်းအောင်ရင်ကျွေး ပုံမှန်ရှိတာလားအခုရှိတာလားအတိတ်လားဆိုတော့အခုရှိနေတာမာရှိနေတာအခုဆိုရင်ဒီအပေါ်တန်းနဲ့အလယ်တန်းအောက်ဆုံးတန်းဆိုတော့အောက်ဆုံးတန်းကိုတွန်းရမယ် present continuous လဲမင်းကိုဆိုတဲ့ကြောင့် wh လို့တယ်ဘာအောင်မေးတာလဲလိုက်စာဘာလို့စာစကားနဲ့ပြောရင်ဘာကြောင့်ဘာကြောင့်ရှိတာလဲဘာလို့ရှိတာလဲအဲ့ဒါလို့သိတာအပြောမှာတော့ဘာလို့ရှိတာလဲပေါ့အဲ့တော့ဘာကြောင့်လို့ဘာလို့ဆိုတော့ why question ဟောပြီးရင် am စာရွေးဆိုတော့ min ဆိုတာတင်ဆိုတာဘာယူလိုက်လဲဆိုရင် r why r အာပြင် subject လာမယ်ဆိုတော့ min ဆိုတော့ you why are you you ပြင်ဘာအီလာမယ် gh ရ verb ဆိုတော့ l a u g h min ရ meaning ချခိုင်းပြီးတာ i need to like တော့ laughing အကျေကြီးရတော့ l o u d l y loudly ကျေလောင်တာ question mark why are you laughing loudly min ဘာကြောင့်အကျေကြီးတာလဲ min မနေ့က min ရဲ့အိမ်စာကိုဘယ်အချိန်ပြီးလဲဟောလဲပြန်ပြီတခါလဲဆိုရင်ဟိုနောက်ဆုံးအတိုင်းအော်တန်းအောင်ရင်ကြွေးအခုလားအတိတ်လားဆိုတော့အတိတ် ဒီခဲဆိုရင်အတိတ်ဒီဒီအလဲထန်းအလဲထန်းမှာမှလဲမေကုန်းဆိုတော့ဒီအလဲဒီလုံးကြီးရဟုတ်ပြီနော်မေးတာဗာလဲနေရာလားအချိန်လားအော်ဘယ်အချိန်ဟုတ်ပြီဘယ်အချိန်နှစ်မျိုးရှိရလို့ပြောထားပြီးသားနာယီတိတိကျကျတိကျရင်ပတ်တိုင်းမနက်ပိုင်းလားနေ့လယ်ပိုင်းလားညနေပိုင်းလားအဲ့လို general time ရေပွန်းအချိန်မေးဟွမ်းဆရာတမဟွမ်းမယ်ရေးလိုက်မယ်ပတ်တိုင်းရေးလမ်းမှန်တယ်နော်ဟွမ်းပြီးရင်ဗာလာမလဲ msr oh sorry sorry msr ပဲဟုတ်မလဲအတိတ်ဆိုတော့မှ did လာမှာပေါ့နော် one did သူစီကန်တိုင်းသွားနေပါနော်ဒီစီကောင်နားလဲထိုင် speaking ပြောဖို့ဆိုရင်ကိုယ်စာကြောင်လေးကိုယ့်အောင်ပြန်စေးပြီးပြောလို့ရပြီအားကြောင့် grammar သင်ပြီးမှ speaking သင်တာပို့ပြီးတော့မြင်ရတယ် one did one did ပြီးလို့ရှိရင်အဲ subject ကိုလာမယ် subject က main ဆိုတော့ you one did you ပြီး did ရှိနေတော့မှ verse လို့လိုက်ရမယ်ဆိုတော့ပြီးဆုံးဒီဟိုနောက်ဆုံးကဟာ verse ဆိုတော့ one did you finish ဟုတ်ပြီနော်ပြီးရင် finish ဆိုတဲ့ verb ပြီးရင်ဘာလာမလဲမှာသူကချိတ်ဆက်ထားပြီးတော့ဖတ်တာမှာ object အပြီးခါမှာပါလေ main ရဲ့အင်္ဇာသင်ဤအင်္ဇာကိုပြောချင်တာစာစကားနဲ့ပြောရင်စကားနဲ့ပြောတော့ main ရဲ့အင်္ဇာသင်ဤဒီ possessive adjective เนาะအဲ့ဒါကတော့ day 2မှာသင်ခဲ့ပြီးသားသင်ဤဆိုတာ you are homework h o m e w o r k homework homework ဆိုတာအင်္ဇာလို့မှတ်ထားနော် housework ကြတော့အိမ်အလုပ် homework ကအိမ်စာစာ housework အိမ်အလုပ်အလုပ်နံပါတ်တစ်ပုတ်ရှစ်တစ်ပုတ်ပဲကျွန်တော်လည်းငါတို့မနေ့ကညက ကောင်းတဲ့စားတော့ဆိုင်ဒီဆိုင်မှာနော်ညနေစာမလုပ်ခဲ့ကြလဲဆိုရင်စားခဲ့ကြတယ်စားကြမှာရှိတယ်ဒါမဲ့လည်းပြည့်ပြည့်ပဲသွားမယ်ခဲ့တယ်ဆိုတော့အခုလားအတိတ်လားပုံမှန်လားဆိုတော့အတိတ်အတိတ်ဘာမှလုပ်ခဲ့တယ်ဆိုရင်ရိုးရိုးဒီပုံစံပဲဘတူးပဲသွားမှာဘာမှမခက်ခဲဘူးအဲ့တော့ငါတို့ဆိုတာဘာသုံးလဲဆိုရင်ကျွန်ုပ်တို့ဆိုရဲ we ကိုသုံးမယ် we subject ပြင်ဘာပဲ subject ထားလိုက်တော့ဘယ်လိုသွားမလဲဆိုရင် verb ကိုလိုက်ရှာ verb ကနောက်ဆုံးမှာစားခဲ့ကြတယ်လို့ချေစားတာကို is မသုံးတော့ မနက်စာနေ့တဲ့စာညနေစာဒီရှေ့ရရက်တွေမှာဆရာပြောခဲ့တယ်ရှေ့ရရက်တွေမှာလေ့ကျင့်ခဲ့လို့ပဲဆိုဆိုသိပြီပုံမှန်စားတာဖြစ်တယ်ပဲပဲလေအရေးဒီပါနိုင်တဲ့အတွက်ကြောင့် half ကိုသုံးမယ်လို့ပြောခဲ့တယ်။ဘာကြောင့် half ကိုသုံးတာလဲဆိုရင် eat ကအဖက်အတွက်ပဲသုံးရတာအရေးပါစားတော့တယ်လို့ဒီပဲဆိုတာ half ဆိုတော့ half ကိုသုံးမှာဒါပေမဲ့စားခဲ့တယ်ဆိုတာအတိတ်ဆိုတော့ had ထပ်ပြောင်းအောင်အမှမားပြီလားမသိဘူးမှားသေးတယ်ဗျလည်းတော်နေပြီ we had subject verb ပြင်ပါလားမလဲဆိုရင် object အစားခံရတာကိုလိုက်ရှာအစားခံရတာကမိကညာက ဆိုင်ဆိုင်မှာညနေစာတာအစားခံတာဒင်းတာအစားကြီးအနန်ကြီးရဒင်းတာဟုတ်ပြီ object လည်းပြီးသွားပြီစားမဲ့နေရပါလားပါလားပေါ့စားတော့ဆိုင်လူလူစားတော့ဆိုင်မဟုတ်ဘူးကောင်းတဲ့စားတော့ဆိုင်တဆိုင်မှာတိကျရင် a မတိကျရင် d တိကျတယ်ဆိုတာပြောတဲ့သူကနားထောင်တဲ့သူကိုသိရလိမ့်မယ်လားဒီစကားကိုပြောတဲ့သူကသူစားရဆိုင်ကိုသူသိပေမဲ့နားထောင်တဲ့သူကကောင်းတဲ့စားတိုက်ဆိုင်လို့ပဲသိလိုက်တာဘယ်ဆိုင်မှမသိဘူးအဲကြောင့်မတိကျဘူးလို့သူစားတဲ့အတွက်ကြောင့် a ပဲသွားမယ်အဲ good နံပါတ်3 a nice လဲတကောင်းတယ်နော် good လဲကောင်းတယ် nice restaurant restaurant မှာနေမှာမင်းနေပေးထားပြီဒါ we had dinner at night restaurant ဒီမှာဘာလေးပါလေးဆိုမှားပါလေဒါဆိုရင်ဘာလေးတင်ခဲ့ပြီလို့ဆိုရင် adl တင်ခဲ့ပြီ at a night restaurant အဘာမှာ so, at ဘာမှာကောင်းသောဆောင်ဆိုင်တဆိုင်မှာဒါ preposition နဲ့ phrase လို့ခေါ်တယ်ဘာပဲကျွန်တော်ဆိုမနေ့ကညကမနေ့ကညကဆိုတာလွန်ခဲ့သောညကနဲ့အတူတူပဲလွန်ခဲ့တဲ့ညဆိုတာမနေ့ရညလीအဲ့တော့အင်္ဂလိပ်ဘယ်လိုကြီးလဲဆိုရင် last night ကဲစပြေကြတာလားမသိဘူး okay. မှားသွားရလို့မှားသွားရင်မှားသွားရလို့မှတ်မှတ်နဲ့ကျွန်တော်ခါတိုင်းပြောနေကြတဲ့အတိုင်းပဲဒါတိသွားတယ်လို့ပဲမှတ်ပါနော်ဆက်ပြီးတော့စူးစမ်းကြပါ